။ Yeah, comment မှာမေးသွားတဲ့တယောက်တော့ရှိပါရဲ့ရှင်။အင်း။ဟုတ်ဖတ်ပြပေးပါမယ်ဆရာ။အင်း။ဟုတ်ကဲ့။မေကုန်းကကျမသိကျင်တာကတဲ့ဖွင့်ပွင့်ပြီးတဲ့ဖရာလေးစုအပြင်တန်ဘုဒ္ဓေကာရမှာပါတယ်။9သိန်း1028စုပွင့်ပြီးဖရာနဲ့ဘာကွာတယ်လဲဆိုတာသိချင်တာပါရှင်တဲ့အဲ့လိုမေးတာပါဆရာ อืมဟုတ်ပါပြီကျွန်တော်တို့ကအတဝီတိပရိပရိဆိုတဲ့ဟာရှိပါတယ်အတဝီတိပရိဆိုတာသီလင်္ကာနိုင်ငံမှာယူဆိုကြတဲ့မြစာဖီယာအမ်အပေါင်း28ပါ28စုတို့ရဲ့နာမည်ကိုရောဆိုလိုက်ပြီးတော့ယူဆိုထားတဲ့ပရိတခုရှိပါတယ် ဘာကြောင့်မြေဆာဖီးယား28စုဖြစ်ပါတယ်လဲဆိုပြီးတော့အာမြေဆာဖီးယားအာသေထတာဂေါတမဟာအာပထမအဖြစ်အမ်ဆုံးဖြတ်ထားတဲ့အာဆုံးဖြတ်ထားတဲ့ဖီယာလောင်းဒါဆိုအာတခြားမြေစာဖီယာကညတခြားမြေစာဖီယာမှာဒီနေရာမှာဒီပန်ကရာမြေစာဖီယာမှာအ ဆုံးဖြတ်ထားဆုံးဖြတ်ချက်ဆိုဗျာဒိတ်ဆိုတဲ့ဟာရာသွားပြီးတော့အဲ့ဒီမှာစာပြီးတော့ဆုံးဖြတ်ထားတဲ့အဲဒေချာချာအမ်အခွင့်ပြုထားတဲ့စီစဉ်ထားတဲ့အမ်ဖီယာလောင်းတပါဖြစ်သွားပါပြီဒါဆိုဒီပန်ကရာမေဆာဖီယာကအဒီပန်ကရာမေဆာဖီယာမှာစာပြီးတော့ သိထတ္တဂေါတမအာဖီယာတီအာဖီမြတ်စွာဘုရားအပေါင်း28ပါးလောက်ရှိခဲ့ပါတယ်တကယ်တော့ကျွန်တော်တို့ကအတဝီသေးပရိတ်အမှာဒီပံကရမြတ်စွာဘုရားမတိုက်ခင်အာဖီယာနောက်ထအာ3ဆူလောက်အတည်ရပါတယ်ဒါမှဒီပံကရမြတ်စွာဘုရားမှာစပြီးတော့အာ ဂေါတမသေသေထတ္တဂေါတမဆိုတဲ့မြတ်စွာဘုရားထေကျွန်တော်တို့အတွေ့အရေးကြီးဆုံးမြတ်စွာဘုရားကြီးဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားသေထတ္တဂေါတမနဲ့ပတ်သက်တဲ့မြတ်စွာဘုရားကြီးဖြစ်လို့ပါကျွန်တော်တို့ကနောက်ထပ်တခြားမြတ်စွာဘုရားကြီးကိုလက်ခံပါတယ်ဒါဆိုဒီပံကရမြတ်စွာဘုရားမတိုက်ခင်အာကျွန်တော်တို့ကမြန်မာလို့ဆိုလို့ရှိရင် ဂင်္ဂဝါလိုတဲဆုမကာဆိုတဲ့အာဆိုယုစကာအတိုင်းမြေစာဆရာအများကြီးကိုလက်ခံပါတယ်ဂင်္ဂဆိုတာအိန္ဒိယနိုင်ငံမှာရှိနေတဲ့အာဂင်္ဂမြစ်ဝါလိုဆိုတာတဲဒါကြောင့်ဂင်္ဂဝါလိုတဲဆုနော်တဲဆုဝါလိုဝါလိုဆိုတာပါဠိပါဠိစကားမှာအမ်ကျွန်တော်ထင်တယ်ဝါလိုက အာဆိုတာဘဲစုပေါ့နော်တဲတွေတဲကန္တရာမှာတဲတွေအများကြီးရှိတယ်မဟုတ်ဘူးလားဆိုတော့အဲ့ဒီတဲကိုပြောတာအဲ့တော့ဒီတဲစုဟာအာဂင်ကာမြေမှာအများကြီးရှိပါတယ်ကျွန်တော်တို့ကဒီတဲအာဆေးတွေအာရေတွေ့ရမယ်ဆိုလို့ရှိရင်ရေတွေ့လို့နေရပါဘူးအများကြီးအများကြီးရှိပါတယ်အဲ့တော့ဒီအဲတဲဆေးတွေကို ကျွန်တော်တို့ကအများကြီးအများကြီးပန်ပန်လိုက်ပြီးတော့ရေးတွက်မှဆိုရင် down နော် number တစ်ခုခုရောက်မှဆိုရင် down ရှိရှိခဲ့တဲ့မြန်စွာဖျားတွေအကုန်လုံးရေးတွက်မှဆိုရင်တော့ပုံများများတွေ့လိမ့်မယ်နော်ဒါဆိုဂင်္ဂဝါလူတဲဆုမကနော်ဒီတဲပမာဏ down မကဘူး နော်ပုံများများရှိခဲ့တယ်တဲ့ဆရာဆရာတွေအများကြီးရှိခဲ့ပါတယ်အဲဒါကြောင့်အကျွန်တော်တို့ကဒီတော့မြတ်စွာဘုရား28စုနဲ့မရေမတွက်နိုင်အောင်ဆိုတာခွဲချပါတယ်28စုဆိုတာမြတ်စွာဘုရားအသိထတ္တဂေါတမနဲ့ပတ်သက်တဲ့မြတ်စွာဘုရားတွေဒီဘုရားတွေကလည်းတစ္ဆုပိတစ္ဆုအမ်ဖီယာလောင်းသိထတ္တဂေါတမကို နောက်ထနောက်ထပြာဒိတ်ပေးတယ်ပြာဒိတ်ဆိုတာဆုံးဖြတ်ပေးတယ်ဟုတ်ပါပြီအမ်ခင်ဗျာဟာဖီယာဖြစ်မယ်ဖီယာအနေနဲ့ရှင်သာရိပုတ္တရာရှင်မုဂ္ဂလံဆိုတဲ့အထေကအတပီတွေရှိမယ်ပြီးတော့ဒါဆိုရင်တော့ရာဟုလာနာမီနဲ့ဒါရှိမယ်ပြီးတော့ဘောဓိညောင်ပင်ဆိုတဲ့အာတိပ္ပံအမျိုးအစားအောက်မှာ တပင်အောက်တပင်အရဲ့ချီเนาะတပင်ချီစီမှာအမြစွာဖျားဖြစ်မယ်ဆိုပြီးတော့အဲ့လိုအချက်အလက်လေးတွေဒီမြစွာဖျားတွေကထပေးတော်မူကြပါနော်ဒါဆိုဖျားဖြစ်မယ်ဆိုရင်မကားသေးဘူးနော်သူတော့နောက်ထဘာဘယ်လိုမျိုးဖျားဖြစ်မလဲဆိုပြီးတော့နည်းနည်းလေးထပြောပြပြကြပါတယ်ဒါဆိုအဲ့လိုပြောပြပြခြင်းကိုအဲ့လိုဆုံးဖြတ်ခြင်းကိုအာအဲ့ဒီဟာကိုကျွန်တော်တို့က ပြတဲ့လို့ခေါ်ပါတယ်အဲ့တော့အာသေနတကောတမမြတ်စွာဘုရားကိုအဲ့လိုအာဖျားပေါင်း20ရှစ်ပါလောက်28တို့မဟုတ်တော့ဘူးထင်တယ်29ပါအာ29ပါလောက်အာအဲ့လိုပြရိတ်ပေးထားလို့ကျွန်တော်တို့ကသူတို့ကိုအာတက်တက်အထူးလေးစားပါတယ်ဟုတ်လားကြားပြီပါ ဆိုတော့ကမေးခွန်းများရှိတဲ့ဆိုရင်မေးလို့ရပါမယ်။